အစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဖော်ဆောင်နေတဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပြည်သူတွေကလည်းငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်သွားအောင်ဘိုင်းဝန်းကူညီဖို့လိုတယ်လို့ DKBA စစ်ဦးစီးချုပ်စောမိုရှေးကပြောပါရတယ်။ပြည်သူအချို့အနေနဲ့လက်နက်ကိုင်ပြည်ပကပြစ်စင်အချို့ဖြစ်ပွားတဲ့အပေါ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတစ်ဖက်ဆောင်းနဲ့ပြောဆိုမှုတွေမလုပ်ကြဘူးနဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်ရှိအောင်ကူညီဖို့လိုအပ်တယ်လို့စစ်ဦးစီးချုပ်စောမိုရှေးကပြောပါတယ်။ကျွန်တော်ပြည်သူအနေထားကလည်းဒီငြိမ်းချမ်းလမ်းကြောင်းပေါ်မှာဟိုရောက်သွားအောင်ကျွန်တော်တို့ အဖက်ဖက်ကနေပြီးတော့ဝန်ကုန်ဟိုတော့ဟိုကုညီဖို့လိုတယ်ဟိုတချို့ပြည်သူတွေကဟိုရေးတဲ့အရေးသားတွေထဲမှာတစ်ဖက်ကိုဟိုဖိဟိုမဟုတ်တာပြောနေတာလည်းရှိတယ်အခုခက်ကဟိုအင်တာအင်တာနက်ပေါ်ကိုလွယ်လွယ်ကူကူနဲ့တက်လို့ရတယ်အဲ့အပေါ်မှာဟိုအဲ့လိုပေါ်ရင်ကြားစိတ်သွားမဲ့အရေးသားတွေမဟုတ်ဘဲနဲ့နည်းနည်းသဘောထားကွဲသွားမဲ့အရေးသားတွေရှိတယ်အဝေးရောက်နေတဲ့ ပြည်သူတွေရှိတယ်ကျောင်းမြန်မာနိုင်ငံမဟုတ်ဘဲတတရနိုင်ငံရောက်နေတဲ့လူတွေရှိတယ်အဲ့အတွက်ကိုလည်းဒါတွေကျောင်းမြန်မာနိုင်ငံအတွက်ကိုအများကြီးစဉ်းစားသင့်တယ်အစိုးရတက်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြားသဘောထားကွက်လဲပြီးလက်နက်ကိုင်ပြည်ပခတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဦးမယ်ဆိုရင်ကိုနိုင်ငံကိုလူမျိုးကိုတိုင်းရင်းသားပဲထိခိုက်ဆုံးရှုံးမှာဖြစ်တဲ့အတွက်အချင်းချင်းသဘောထားကွက်လဲစီမဲ့ကိစ္စရပ်တွေကိုအထူးဂရုပြုဖို့လိုအပ်တယ်လို့လည်းဆက်လက်ပြောကြားပါဗျာ DGB ရဲ့အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှိဖွဲ့အနေနဲ့အစိုးရနဲ့ရော NCA လက်မှတ်မရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါတွေ့ဆုံပြီးလက်နက်ကိုင်ပြိပခါတွေမဖြစ်ပွားအောင်လို့ဆွေးနွေးညီနိုင်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့သိရပါဗျ။ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်ပြိပခါတွေကြောင့်စစ်ရဲ့အနိဋ္ဌာယုံတွေကိုလာမဲ့မျိုးဆက်တွေမကြုံတွေ့စေဖို့အတွက်ဘိုင်းဝန်ကြိုးပမ်းသွားရမှာဖြစ်တယ်လို့ DGB မှာစစ်ရေးဌာနမှစောစိန်ဝင်းကပြောပါဗျ။ဖြစ်ပျက်ခဲ့တဲ့ပြည်တွင်းရှိ ရဲ့အနိဋ္ဌယုတ်ကနောင်လာမဲ့မျိုးဆက်တွေမှာဒီလိုအနိဋ္ဌယုတ်တွေမရောက်ရှိရအများစုရဲ့အမြင်သဘောထားတွေကိုစုစည်းပြီးမှနိုင်ငံနိုင်ငံတော်တစ်ခုကိုအကောင်းဆုံးဖန်တီးနိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်ကြိုးစားပါတယ်အပြစ်ခက်ရဲစဲထားတဲ့အဖွဲ့တွေအနေနဲ့လည်းဒေတာရင်းတည်ငြိမ်မှုကိုထိန်းသိမ်းဖို့အတွက်တမတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့မူဝါဒ6ချက်နဲ့ NCA မှာပါဝင်တဲ့အချက်တွေကိုလိုက်နာဖို့လိုအပ်တယ်လို့ သင်ကန်းညီနောင်အခြေဆိုင်စစ်ဗျူဟာမူဘုံမူကြီးမမောင်ဝင်းကဒီဇင်ဘာ21ရက်ကကျင်းပခဲ့တဲ့22ကြိမ်မြောက် DKBA နှစ်ပတ်လည်နေ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။ပြည်ခရရစီဘီညီညာရေးတော့တောင်းနေတဲ့ကာလမှာလေကျွန်တော်တမလို့ကာကွယ်ရေးချုပ်ဘုံချုပ်မှုရဲ့မြေအောင်လာရဲ့ညီချမ်းဘုံချုပ်ရဲ့ SCA စာချုပ်မှာပါရွေးချက်မြောက်ကိုဒိတ်နာချင်းဖြင့်ဒေသပင်ပြည်မှုတွေကိုပြင်းပြတော့ဖို့ပြောပါတယ်။ က်ရှိမှာပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ဟာ NCA စာချုပ်မှာနောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်ထပ်မံလက်မှတ်ရေးထိုးနိုင်ဖို့တွစ်ဆုံဆွေးနွေးမှုတွေပြုလုပ်နေသလိုလာမယ့်2018ခုနှစ်မှာလည်းဒုတိယအကြိမ်27ရာစုပြည်လုံးညီအစ်ကန်နဲ့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်ဒီသတင်းကို Central News Bureau ကမေထွေနဲ့တရားစိုးလင်ကပေးပို့တာဖြစ်ပြီးကျွန်မအီလင်ကတင်ဆက်တာပါ